မင်္ဂလာပါဒီခါလာလာပြီးတော့မျှဝေပေးခြင်းတဲ့ဗီဒီယိုလေးကြတော့ဒါလဲဆိုရင်အာလူရဲ့ဘဝဆိုတာကလူဒီလိုဘဝပြောရမယ်ဆိုလူဘဝရေလို့ဖြစ်လာပြီးဆိုလို့ရှိရင်ဗါလဲဘဝဆိုတာကကြံတန်းတယ်တဲ့နော်ကြံတန်းကြံတန်းတယ်ပေါ့နော်ဘဝဆိုတာကြံတန်းတယ်တဲ့ဒါပေမဲ့အာဒါပေမဲ့ မလာရအောင်လဲဆိုရင်အတင်ထားရမယ်တဲ့ကိုကိုကိုခွန်အားတွေပေးရမယ်အတင်ထားရမယ်အဲ့လိုမျိုးပေါ့နော်ဘာဖြစ်လို့အတင်ထားရမလဲကိုကိုကိုဘာဖြစ်လို့ခွန်အားတွေပေးရမှာလဲဆိုတဲ့ကကြတော့တဲ့ကိုဘဝရဲ့အနာဂတ်လေးမှာနော်ကိုဘဝရဲ့အနာဂတ်လေးမှာလှပဖို့မင်းအများကြီးစူးစမ်းရအောင်မယ်တဲ့မိုက်လေပေါ့နော်တကယ်တကယ်ဟုတ်တယ်နော်ဒါလည်းတွေးကြည့်မယ်ဆိုရင်တိမ်မှန်တဲ့ အရာလေးတစ်ခုပဲပေါ့နော်ဘဝဆိုတာကတော့လူဘဝရယ်လို့ဖြစ်လာတယ်ဆိုရင်ကိုယ့်ရဲ့မိဘတွေကိုယ့်ရဲ့အတိုင်းဝိုင်းနေချမ်းသာတဲ့အတိုင်းဝိုင်းနေကိုမိဘတွေရဲ့ချမ်းသာတဲ့သူတွေမဟုတ်ဘူးဆိုရင်တော့ဘဝဆိုတာအတော့တန်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 ဖြတ်တန်းမိမအဲ့ဒီဖြတ်တန်းမိမကိုစူးစမ်းလို့စူးစမ်းလို့ရလာတဲ့အချိန်ခါကျမှကိုကတတရရနေရမှာပေါ့နော်ဘသူမှတော့ချမ်းသာတခါလဲချမ်းသာလာတဲ့လူဆိုတာကတော့တကယ်နေပါလေ မိဘတွေကချမ်းသာလို့ပြည့်စုံလို့ဆိုရင်တော့ဒီမျိုးပေါ့နော်ဒါလည်းတော်တော်ရှားတယ်ပေါ့နော်လူဒီလိုမျိုးလူကလည်းတော်တော်လေးရှားပါတယ်ပေါ့နော်တကယ်ကိုကုသိုလ်ကံကောင်းတဲ့သူတွေပဲဖြစ်လိမ့်မှာပေါ့နော်တော်တော်များများကတရားမှာကိုဆက်ရခိုင်နှုံးကကိုတူးကိုခြွေရတယ်ကိုဘဝကိုယုံရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်မိဘတွေကမပြည့်စုံဘူးဆိုရင် ဘယ်ဘက်ကမှကိုကထောက်ပံ့မရဘူးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဒါကြောင့်မလို့ကိုကတာကိုပဲစူးစမ်းရမှာပေါ့နော်โอเคအဲ့ဒီမှာမှာဗာလဲဆိုရင်အဲ့ဒီလိုမျိုးကိုစူးစမ်းနေရတဲ့အချိန်မှာဆိုလို့ရှိရင်ဗာလဲဆိုတော့ဘသူကိုမှလည်းအရန်ကြီးမယုံလို့ယုံလို့မရဘူးပေါ့နော်ဒါကြောင့်မလို့ဘသူကမှလည်းအရန်ကြီးမယုံပါနဲ့နောက်တစ်ခုကြရယ်ဗာလဲဆိုရင်တော့ ကိုကအဲ့လိုမျိုးကိုစူးစမ်းနေရတဲ့အချိန်မှာကွာအလုံးလုံးရနေတဲ့အလိုကိုကလည်းအလုံးလုံးနေရတဲ့စူးစမ်းနေရတဲ့အချိန်မှာဆိုလို့ရှိရတဲ့ဘဒုဘဒုကိုမှအရန်ရင်အာအာမနာနဲ့ပေါ့နော်အာမနာလိုက်နဲ့ပေါ့နော်ဗာလဲဆိုရင်စကပုံတောင်မှရှိတယ်ကျွန်တော်တို့ဗာလဲအာနာလို့ရှိရင်ခါပါတဲ့တဲ့နော်ဒါစကပုံတော့ရှိဒီငကိုတော့လူကြီးတွေပြောတာတိတ်မှန်တယ်နော်အာနာရင်ဗာလဲခါပါတဲ့တဲ့ဒါကြောင့်မလို့ ဘသူကမှလည်းအရန်ကြီးအမနာလိုက်ပါနဲ့ပေါ့နော်အာနာလို့ရှိရင်ကိုပဲခံရမှာများတယ်ပေါ့နော်ဒါနောက်တစ်ခုကြရပါလဲဆိုရင်ဒါကလည်းတော်တော်များများတကယ်တရားတရားကိုတာပေါ်ထားတဲ့သူတွေပဲရှိမှာပေါ့နော်အရန်ကြီးလည်းတရားတရားကိုတန်ရောစင်မထားမိစေနဲ့ဘာဖြစ်လို့လဲကိုယ့်ရဲ့လက်တော်မှအရှိအတူမညီဘူးလေနော်ကိုယ့်ရဲ့လက်တော်မှအရှိတူမညီဘူးဆိုတော့အရန်ကြီးတန်ရောစင်ထားမိရင်လေကိုပဲခံစားရလိမ့်မယ်ပေါ့နော် ဘယ်အရာမဆိုပဲဖြစ်ဖြစ်ပေါ့နော်လိုတာထက်ပို့သွားလို့ရှိရင်ဘာဖြစ်လဲဆိုရင်မကောင်းတဲ့ပြဿနာတွေဖြစ်လာတတ်တယ်ပေါ့နော်ကိုကစေတနာအရန်ထားလွှင်းရင်ဒီနေ့ကျမကောင်းတဲ့ပြဿနာတွေဖြစ်သွားတတ်တယ်ဒါနေရာမှာဒီနေရာလေးမှာပြောပြချင်တာကတထေးတယောက်ရှိတယ်ပေါ့နော်တထေးမကြီးတယောက်ပေါ့နော်음တထေးမကြီးတယောက်က तू ကပါလဲ coffee site လေးဖွင့်ထားတယ်ပေါ့နော်မပြပေးမယ်အတွေ့အကြုံလေးပေါ့နော်ဒါလေးကတော့အတွေ့အကြုံလေးဖြစ်ပါတယ် ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားတယ်ဝန်ထမ်းတွေကိုကိုယ့်ရဲ့သားသမီးလိုမျိုးအရန်ချစ်တယ်အရန်ခင်တယ်အဲ့ဒီအတနေ့အဲ့ဒီဆိုင်လေးကိုဝန်ထမ်းတွေကိုအထံထားတယ်ပေါ့နော်ဝန်ထမ်းတွေကိုအထားတဲ့ခါကျတော့အဲ့ဒီဝန်ထမ်းတွေတဲကတယောက်ကအကျင့်မကောင်းတဲ့သူတယောက်ရှိနေတယ်ပေါ့နော်ဒါပေမဲ့အကျင့်မကောင်းတဲ့သူတယောက်အဲမှာရှိနေတဲ့ရှိနေတာကြောင့်ကောင်းနေတဲ့သူတွေလည်းမကောင်းတဲ့သူတွေဖြစ်သွားတာပေါ့နော် ဲ့ဒီမှာသူတို့ကဒီဝင်ထမ်းနေဘယ်လိုမျိုးလောက်လဲဆိုရင်ပတ်စံတွေကိုခိုးတယ်ပတ်စံတွေကိုယူတယ်ပေါ့နော်အဲ့လိုပုံစံမျိုးယူပြီးတော့သူတို့ကမလောက်လိုက်တာလဲဆိုတော့ယူပြီးအဲ့လိုမျိုးခိုးတဲ့ခါကျတော့တနေ့မှာတစ်ထင်းတစ်ထင်းမှရေးရစီဝါဖြည်းဖြည်းဖြည်းချင်းကြလာတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနော်စီဝါဖြည်းဖြည်းချင်းကြလာတဲ့ခါကျတော့ဒီဆိုင်လေးကိုလုံးဝကိုပိတ်ချလိုက်ရတာပေါ့နော်ဒါပါလဲဆိုရင်ခဏကပြောတဲ့အတိုင်းပေါ့နော်လိုတာထက် ပို့လို့ရှိရင်ကိုခံရတယ်ပေါ့နော်မကောင်းတဲ့အရာတွေဖြစ်လာတတ်တယ်ပေါ့နော်ဒါကြောင့်အလုရှင်နဲ့အလုသမားဆိုရင်လည်းကိုကကိုကိုချင်းစာလို့ကိုတာသမီလို့ကိုရဲ့လူကိုတာသမီလို့ပုံစံမျိုးကိုကချစ်တယ်ဆိုချစ်လို့ရတယ်ဒါပေမဲ့စီကန်းကိုအမြဲတမ်းကိုကထိန်သိမ်းရမယ်စီကန်းကိုအမြဲတမ်းစစ်ကိုရဲ့စီကန်းအတိုင်းအမြဲတမ်းလိုက်နာနေဖို့ဒီလူသမားလေးလိုတယ် ယုံကြည်ရတဲ့ဆိုပြီးလဲကိုကခဏကလိုမျိုးလွှဲအပ်ထားလို့မရဘူးပေါ့နော်ကိုရဲ့လုပ်ငန်းတစ်ခုဟာနေစဉ်နေစဉ်ကိုကအမြဲတမ်းစစ်ဆေးဖို့လိုပါတယ်လို့ပြောရင်းတဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ပါရစေနောက်ပြည့်ဒီကျွန်မကျွန်တော်တို့ပြန်လဲဆုံစည်းကြမယ်နော်အားလုံးဘိုင်ဘိုင်